အလုပ်မင်္ဂလာပါဒီနေ့ကျွန်တော်တို့မှာစနေအလုပ်ရှိပါတယ်ကျွန်တော်တို့ site မှာမဟုတ်ပဲねကျွန်တော်တို့အရှေ့ site မှာကျွန်တော်အလုပ်လာဆင်းရပါတယ်အရှိထုတ်သေးသေးလေးထုတ်တဲ့နေရာမှာပါကျွန်တော်ရဲ့နောက်ထပ်ညပေါ်လူမျိုးတယောက်ရဲ့နေရာကိုလာဆင်းရပါတယ်နေ့လည်စာတော့အပြင်အနေလာကြည့်ပါတယ်ကင်ချီလေးပါကျွန်တော်ကဒီဆက်ရွာကြွေးတဲ့ကင်ချီကိုပို့ချိုက်ပါတယ် တော့ပက်ပက်ဘောကိုသူကအဆက်လေးနဲ့လှုပ်ထားတာပါချစ်တော်မိန်လေးနဲ့ပါပါတယ်တကယ်လို့ဒီဟင်းမဲကြိုက်သူမှဆိုရင်အများကြီးယူလို့ရပါတယ်ဒီဖက်မှာတော့ဟင်းနွယ်ပါဟင်းနွယ်တော့မရှိတော့ဘူးနည်းနည်းပဲကြံပါပြီကျွန်တော်နည်းနည်းပဲယူပါနည်းနည်းပဲကြံလို့နည်းနည်းပဲယူပါမယ်ငုတ်ဦးတွေပါငုတ်ဦးဆိုတော့ပဲငတ်ပြိုင်လေးရဲ့ ပြီးတော့ငုပ်တီးစိမ့်ရဲ့ချစ်တာတော့ကျွန်တော်ငုပ်ဦးများများယူပါမယ်ငုပ်လေးနေစားချင်တယ်လေးပါဒါတော့ဖတ်ထုတ်ကြော်ပါ तू ဒီဖတ်ထုတ်ကြော်ကမုတ်တာတမျိုးပါထဲမှာတော့သူကအဲဒီကြာစံပဲပါပါတယ်။အဲအသားမပါပါဘူး။ဒီနေ့ကျွေးတဲ့ဟင်းကတော့ចិត្តသားဟင်းပါ။ ကျေးဇူးအရင်ကိုကျွန်တော်ဒီပစ်နာမထည့်ပါမယ်စစ်တော့သူကတော့ပူကီနေရဲ့စစ်တော်နေလေးချက်ထားတာပါခုဟင်းလေးကတော့စီနေလည်းများပါလေဒါကြောင့်မလို့ကျွန်တော်ညက်နေခတ်ပါလေတကယ်လို့ဟင်းနဲ့ကြိုက်သမားတွေဆိုရင်စောနဲ့ခတ်လို့ရပါတယ်ကျွန်တော်ကဒီဘာပဲကြွေကြွေကြွေးမြတ်ဟာအကုန်ထဲပါတယ်။အဲ့တော့အကုန်စားလို့ရပါတယ်။ တကယ်လို့မကြိုက်တဲ့ဟာတွေဆိုရင်တော့နည်းနည်းပဲထည့်ပါတယ်အဲအဲ့ဒါကျွန်တော်ဖက်ထုံနဲ့အဲ့ဒီအချင်းနဲ့ပေါ့နော်စားမလို့ပါ sauce ပါပြီးရင်ဒီနေ့ဟင်းချိုလေးရတော့သူကငါအသားပြားဟင်းချိုပါအားသားကရင်ကျူလေးတောက်ကြည့်တယ်ဒီမှာသူကမြုပ်တီ6လေးလဲပါပါတယ်ပြီးတော့အယောင်လေးကသူကမြုပ်ကောင်းလေးလဲပါပါတယ် ဒီနေ့ကျွန်တော်တို့အဲ့ဒီသွားဆင်းတဲ့ site ကအဲ့ဒီထမင်းစားတာနည်းနည်းနောက်ကျလို့အဲ့ဒီနည်းနည်းနောက်ကျမှထွက်လာရပါလေထမင်းစားခဲမှလူရှင်းနေပါတယ်ဒီမှာကျွန်တော်ထည့်လာတာရပါပါလေအဲကျွန်တော်ရေလေးနည်းနည်းခတ်ပါမယ်အာဒီမှာရေ ကိုရီးယားမှာရေကိုသူကရေခွက်တွေကိုအဲ့ဒီအချောက်ခံတဲ့စက်ထဲမှာထည့်ထားပါတယ် ေကျွန်တော်တောက်ပြီးသားခွင့်တွေစီဟိုနောက်မှပြန်ထားလို့ရပါတယ်ရေတက်စင်မှာရေတက်စင်မှာတော့ရေအပူအေးပုံမှန်ရေရှိပါတယ်အားလုံးပဲထမင်းစားကြပါအောင်ဒီနေ့နေ့လက်စားဟင်းနေရန်ကောင်းပါတယ်အားလုံးပဲမင်္ဂလာပါ